ီဒီယာများကိုအေးအေးအကြမ်းဖက်တောင်းညမ်းသူများဆောင်ရွက်နေတဲ့မူရစ်စေဝါတဲယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။ဒီအေးအကြမ်းဖက်တောင်းညမ်းသူများဦးစီးလောက်ပိုင်းနေတဲ့မူရစ်စေဝါတဲယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်တာမကဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်တဖွဲ့ဖြစ်ပေါ်လျက်ရှိပါတယ်။အေအေတောင်ကျန်းသူအဖွဲ့ကမူရစေဝါနဲ့ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အရင်ကလည်းပြောပြီးဖြစ်ပါတယ်။အခုလည်းအေအေအကျန်းဘက်တောင်ကျန်းသူအဖွဲ့ရဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ဖြန့်ဖြူးပြောင်းချမဲ့ငွေကျ195ဒသမ85ဘီလီယံတန်ဖိုးရှိတဲ့ ICE 3438ကီလိုဂရမ်နဲ့တက်သမင်း 2198ကီလိုဂရမ်တွေကိုပြီးခဲ့တဲ့စတင်ဘာလနောက်ဆုံးဘက်ကဖမ်းဆီးရမိခဲ့ပါတယ်။မိုးရီစေဘာပဲချောင်းရောင်းချမှုနဲ့ DA အကြမ်းဖက် တောင်းချမ်းသူအဖွဲ့ရဲ့အကြမ်းဖက်အဖြတ်လောက်ရတွေကိုပလိုလားတဲ့တာဝန်သိပြည်သူတို့ရဲ့သတင်းပေးချက်အရာမိုးရီစေဘာတွေကိုရှမ်းပြည်နယ်ဘက်ကနေအယမရန်ကုန်မြို့တဆင့်ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့အကြောင်းသိရှိရတဲ့အတွက်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ် ဒီအတွက်ကြောင့်လဲကူးမျိုးနဲ့လဲကူးဖောင်ကြီးသွားကားလမ်းပေါ်မှာရင်မောင်းအောင်ခတ်ကြော်မောင်းနေပြီးရင်နောက်လိုက်ထက်ဝေချိုလိုက်ပါလာတဲ့ရင်မောင်းကနေ ice 1439ကီလိုဂရမ်တံပိုးငွေကျ35ဒသမ6ခွန်ဘီလီယံဖန်စီရမိခဲ့ပါတယ်။ဖန်စီရမိတွေရဲ့ခွက်ဆိုကြရဲ့ငွေရေးစေပါတဲ့ဆောင်မဲ့ကိစ္စကိုချိတ်ဆက်ပေးတဲ့သူတွေအပြင်ထပ်မံပြီးထန်းတပင်မျိုးနဲ့စီပင်သာကြီးရွာက ဇော်လင်းတဲ့စောစင်မင်းဟန်တို့အိမ်မှာတူလောင်ထားတဲ့ ice 1999 kg တန်ပိုးငွေကျ49.6ခုန်ဖီလီယံကန့်တဲ့တရခဏနေတဲ့အတူဖန်စီရမိခဲ့ပါတယ်။ပုံကွာမြို့နယ်တမစိတ်တာကျေးရွာနီးရကျော်နိုင်ရဲ့နေရင်ကိုတောင်ကနေကတမင်း1198 kg တန်ပိုးငွေကျ109.6ဘီလီယံကန့်နဲ့မူရစ်စေဘာသိဆောင်ပေးခဲ့တဲ့ရေမောင်းရေမောင်းအကူတွေနဲ့ တယ်ဆောင်မှာအသုံးပြုခဲ့တဲ့မော်တော်ယာဉ်တွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဒီမူရစေးပါးတွေဟာရှမ်းပြည်နယ်တောင်ပိုင်းတိုင်းရင်းခရိုင်ကျေးသီးမြို့နယ်ဝါဟိုင်းဒေသကမူရစေးပါးတွေဖြစ်ပြီးအေအေတောင်ရမ်းသူအဖွဲ့ရဲ့စီပွားရေးတာဝန်ခံတွေဖြစ်တဲ့ရဲစော်နဲ့ချင်းမင်းတို့ကဝါဟိုင်းကနေတဆင့်ရမဲသိန်းရန်ကုန်နဲ့ရခိုင်ပြည်နယ်အာရိယမမလေးရှားနိုင်ငံအထိပင်လယ်ရေချောင်းကနေပို့ဆောင်ဖို့စီစဉ်ဆောင်ရွက်နေချိန်မှာအခုလိုဖန်စီရမိခဲ့တာဖြစ်ပါတယ် ေအချမ်းဘက်တောင်ကျန်းသူအဖွဲ့များဟာ2013ခုနှစ်လောက်ကစပြီးဝူရီစေဝါတဲဆောင် ရောင်းချမှုတွေကိုလီလံမျိုးစုံနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ပုံပေါ်မှုပုံစံမျိုးစုံနဲ့တဲဆောင်တဲ့နေရာမှာလဲစီပေါစာကားဝအံဝက်လုပ်ပြီးတဲဆောင်တဲ့အထိလှုပ်ဆောင်ခဲ့ကြပါတယ်။မူရီစေဝါကိုအဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတဲဆောင်လောက်ကင်နေတာမျိုးတွေ့ရပါတယ်။ အေကျမ်းပတ်တောင်းကျမ်းသူဖွဲ့ရဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ကိုယ်တိုင်ကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရီစေဝါတဲဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်လျရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေတောင်းကျမ်းသူအဖွဲ့ဝင်တွေကဖတ်ဆိုချက်တွေမှာတွေ့နိုင်ပါတယ်။အေကျမ်းပတ်တောင်းကျမ်းသူအဖွဲ့က2015ခုနှစ်မှာတကြိမ်ဖမ်းမိခဲ့တဲ့ကာလတန်ဖိုးငွေ1.65ဘီလီယံကနေ2019ခုနှစ်မှာ၄ကြိမ်ကာလတန်ဖိုးငွေကျပ်59 ဘီလီယံကျ2020ခုနှစ်မှာ10စိန်ကာလတန်ဖိုးငွေကျ10ဘီလီယံ2023ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျ155.8ခုဘီလီယံ2024ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျ3.2ဘီလီယံကနဲ့ယခု2025ခုနှစ်အတွင်းမှာ6ကြိမ်ကာလတန်ဖိုးငွေကျ1300.9ဘီလီယံကဖြစ်ပြီး2025ခုနှစ်ကနေယခုအချိန်ထိအေးအေးအကျန်းဘက်ပေါင်းရမ်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့ မူရည်စေပါဖန်စီရမယ်လို့စုစုပေါင်း16ကြိမ်တည်တည်ရှိခဲ့ပါတယ်။စုစုပေါင်းကာလတန်ဖိုးငွေကြ1233.6 9ဘီလီယံအထိဖန်စီရမိခဲ့ပါတယ်။ဒီပမာဏကိုကြည့်ရင်ဘလောက်အန္တရာယ်များကြောင်တွေ့နိုင်မှာဖြစ်ပါတယ်။အေအကျမ်းဘက်တောင်းကျသူအဖွဲ့အနေနဲ့ဒါရခိုင်ပြည်နယ်မှာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေတဆင့်ဒေသတွင်းနေရာများကို ဘလောက်ထိမူရည်စေဝါတွေပို့ဆောင်နေကြကြောင်းသင်ရှားစွာသိရမှာဖြစ်ပါတယ်၂023ခုနှစ်ကအေတောင်ရန်သူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်ဆီးရမှုမှာဆိုရင်အေတောင်ရန်သူအဖွဲ့ဝင်ဘူအစင်ရှိတဲ့ထွန်းလင်းခေါ်ပြုံးချူဒုတိယဘူအစင်ရှိတဲ့နေလင်းထွန်းခေါ်နောနောခေါ်ကျော်စိုးနဲ့ဒုတိယဘူအစင်ရှိသူစိုးထွန်းတက်ကြည်အစင်ရှိသူကျော်ဟန်တပ်သားအစင်ရှိတဲ့ကျော်လင်းစန်းနဲ့ တသားဆင့်ရှိတဲ့ပုံထုံးမှုတို့6ဦးပါဝင်ခဲ့ပါတယ်။သူတို့ကိုကျွန်တော်စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာအေတောင်ရန်သူအဖွဲ့ခေါင်းဆောင်ထွတ်မြတ်နိုင်ရဲ့တာဝန်ပေးချက်အရအေတောင်ရန်သူဗိုလ်မှူးကြီးအဆင့်ရှိကျော်မြတ်ဦးခေါ်တာတာခေါ်ဝေသာထုံးကဦးစည်းပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းဖွဲ့ဆိုချက်တွေအရတိကျစွာသိရှိရပါတယ်။အဲတဲဖို့ဝမ်းစီဘောရေးတာဝန်ခံဘုံမှုကြီးသာသာကျော်မြတ်ဦးဝေတာထွန်းကကျွန်တော်ကိုရန်ကုန်မှာ ်ငွေစေဝါလောက်ဖို့အတွက်ကျွန်တော်တို့လွှတ်လိုက်ပါတယ်ကျွန်တော်တို့ဒီငွေစေဝါကိုဒီကကြော့ကြိုက်ပြီးလုပ်နေတာကတော့စီပေါ်ရေးတာဝန်ခံစေယုရှုကတာတော့ကိုဗမကြီးဝေလာထွန်းပေါ့ကျွန်တော်တို့ဒီလိုငွေစေဝါတွေလုပ်နေတာကိုအဲဘုရှုထွန်းပြနေလက်အမသိကြတော့မရှိပါဘူးဒီလိုပါပဲနောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်းအေးတောင်းရန်သူအဖွဲ့နဲ့ပတ်သက်တဲ့သူတွေအေးတောင်းရန်သူအဖွဲ့ UCB လောက်ကနေတဲ့ငွေစေဝါလုပ်ငန်းမှာအဝင်ဆောင်ရွက်တွေတည်တည်တာ ဖြစ်ပါတယ်။အေတောင်းကျသူအဖွဲ့တွေကဒေသခံတွေကိုငွေချင်းနဲ့မလုံးပေးပြီးဘူးရစေဘာတွေကိုတေဆောင်စေပြီးရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကိုရောင်းချတာအပြင်နယ်နိမိတ်ချင်းထိကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလောင်းကျောင်းဝန်တွေတစ်ဆင့်တခြားနိုင်ငံတွေကိုလည်းအဆင့်ဆင့်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်။ဒါတွေကိုဘင်္ဂလားဒေ့ရှ်နယ်ကြားသောတပ် BGB ရဲ့ရာမူစစ်ဌာနချုပ်မူကိုယ်တိုင်စက်တင်ဘာလ19ရက်နေ့မှာ တင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။ယခင်ကတော့ဒီပခိုင်ဗနာဒစ်နေကြမှာမြန်မာနိုင်ငံရဲ့နေကြောင်ရဲတပ်ဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်ဒီမှာဒီလိုကိစ္စတွေကိုကောင်းမွန်စွာကင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ယခုကတော့သူတို့လွှမ်းမိုးနေတဲ့နေမြေမှာအေးတောင်းကျမ်းသူတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဗင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝူးရေးစေဝါတွေအသားစီးမဲ့စွာ တင်သွင်းတင်ပို့နေကြောင်းတွေ့ရတာဖြစ်ပါတယ်။ လိုပို့ဆောင်ပြန်ပြူရရှိတဲ့ငွေတွေရတဲ့တစ်စင်းရိတ်ခါလက်နဲ့ခဲရန်တွေဝယ်ယူနေခြင်းဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။အေတောင်ရန်သူအဖွဲ့ရဲ့လက်ဝေကံ PDF အမိကံအကျမ်းဘက်အောင်ရန်သူအဖွဲ့တွေကလည်းဝူးရစေပါတဲဆောင်ပြန်ပြူတဲ့ဒန်းချောင်းမှာပါဝင်ပတ်သက်နေပြီးအရိယာနေရရှိလာတဲ့အကျိုးမြတ်တွေကိုပျော်လင်းကြနေပြီးတော့ကြာပမာဏကြီးကြီးဖန်ဆီးခံလိုက်တဲ့အချိန်ရဲ့နောက်ွယ်မှာတော့ဝေကြီးကြတဲ့မှုတွေနဲ့တူစိန်ဝန်ကွဲပြားမှုတွေ အလင်းဝေရောက်မှုတွေအချင်းချင်းဆွဆွဲတက်ဖြတ်မှုတွေဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်။လက်ရှိအချိန်ကြီးတနင်္ဂနွေလောက် PDF အမိခံအကြမ်းဖက်တောင်းချမ်းသူအဖွဲ့ဝင်တွေဟာတရားဥပဒေပေါင်းတွင်အလင်းဝေရောက်လာမှု823ဦးထိရှိလာပြီဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအလင်းဝေဖို့ချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2018ခုနှစ်ကနေယခုထိ EU တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲပေးခြင်း28ကြိမ်ကျင်းပခဲ့ပါတယ်။ ဒါအပြင်နိုင်ငံရေးအရသဘောထားကွဲလွဲမှုကြောင့်အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါဝင်ခြားဖွဲ့စည်းများကိုလည်းဥပဒေဘောင်တွင်ဝင်ရောက်ဖို့၃ချိန်တိုင်ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကအေတောင်ကျန်းသူအဖွဲ့အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာတော့မကမြန်မာနိုင်ငံအတွင်းဒေသအတွင်းနိုင်ငံတွေအထိလူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ဘူးရီစေဘာရောင်းခွဲတာတွေဖြန့်ဖြူးတာတွေလုံဆောင်တွေရရှိတဲ့အပြင် ူမျိုးရေးအကြောင်းပြပြီးပေါင်းညှန်းသူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။လူမျိုးရေးအကြောင်းပြပြီးဆောင်ရွက်နေတာဖြစ်ပေမဲ့တခိုင်လူငယ်တွေပဲမူရစ်စေဝါရဲ့ပါးကောင်တွေဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။တိုင်းသားမိဘပြည်သူညီကိုမောင်နှမများအနေနဲ့ဒီလိုအစွန်းရောက်လှုပ်ဆောင်နေတဲ့အီအကြမ်းဖက်တောင်းညမ်းသူအာရကန်ဒရရှ်အာမီအေအေမူရစ်စေဝါပေါင်းညမ်းသူများကိုစန့်ကျင်ဖို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးရုပ်စေမဲ့လုပ်ငန်းတွေဖြစ်လို့ဒေသတွင်းနိုင်ငံများဟုပါအန္တရာယ်ကြောက်စေမဲ့လုပ်ငန်းတွေဖြစ်လို့အားလုံးကဝိုင်းဝန်းဆိုင်ကျင်ကြဖို့နဲ့ရရှိလာတဲ့သတင်းများကိုတာဝန်ရှိသူများခံအချိန်မီပေးပို့ကြဖို့တိုက်တွန်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်